မင်းနမိတ်ဆိုတာကကောင်းမမင်းဆက်ရဲ့ဒုတိယနောက်ဆုံးဘုရင်ဖြစ်ပြီးတော့အင်္ဂလန်နိုင်ငံဝီတိုရီယာဘေးမကြီးနဲ့ထိပိုင်နှံမြိုင်ဖြစ်ပါတယ်။မန္တလေးရန်သနာပုံနေပြီးတော့ကြီးကိုတီထောင်တော်မူတာကြောင့်မန္တလေးရန်သနာပုံမြို့တည်နန်းတင်မင်းဟူရင်၎င်းပြစ်စမတ်တင်ဃရန်နာတင်တော်မူတာကိုအစွဲပြုတ်ပြီးတော့ပြစ်စမတ်တင်ဃရန်နာတင်မင်းဟူရင်၎င်းစော်မားတွေကဆက်သားတဲ့စင်မြူတော်တွေကိုခံယူရတာကြောင့်ဆက်နက်စင်မေသခင်ဘဝရှိန်မင်းတရားကြီးဟူရင်၎င်းငယ်စဉ်ကမင်းတို့မျိုးကိုစားရတာကြောင့် မင်းတို့မိခွေရဲ့လကောက်ထင်ရှားကြော်ကြပါရည်။ကုံမောက်ခေအမရပူရာဒုတိယမြို့တီနန်းနီတာယာဝရီမင်းနဲ့တိရိသူဆန္နာမလာမဟေဘွဲမြင်ရှိရွှေပုံမင်းတရားကြီးရဲ့တောင်ဆောင်တော်ကြောက်မော်မျိုးဆောင်မိဖုရားတို့မှတာရော်နယ်ပါထွန်ငါခဲ့ပါရည်။တာကြီးကပစ္စမသင်္ကန်းရနာတင်မင်းတို့မိဖြစ်ပြီးတော့အငယ်ကသရိုးမီးရဲ့ကြော်တင်ဘွဲကန်ကနာမင်းသားဖြစ်ပါရည်။မင်းတို့မိကိုတော့မြမတက်ကရဲ1986ခုနှစ်ဝါဆွန်လားပြည့်ကျော်လေးရဲ့ အင်္ဂါနေ့နှစ်ချက်တီးကျော်အချိန်မှာဖွားမြင်တော်မူပါရယ်။ငယ်မီကတော့မောင်းနေဖြစ်ပါရယ်။ကနာမင်းသားကိုတော့တက်ကရိတ်1181ခုနှစ်တော်သလင်းလာပြီကျော်နှစ်ရဲ့တနင်္ဂနွေနေ့မှာဖွားမြင်ပါရယ်။ဖွားစဉ်ကမိနစ်ဆောင်ကိုမရောက်မီတောင်ဆောင်တော်မှာဖွားမြင်တာကြောင့်ခမဲတော်ကမောင်းတောင်မင်းဆိုပြီးတော့ကိုရိုင်းမှက်ခေါ်ခဲ့ပါရယ်။ချစ်စနိုးခေါ်တဲ့ငယ်နမေကတော့ထိတ်တင်ကောင်းဖြစ်ပါရယ်။နောင်တော်ပကံမင်းထိနှက်ဆက်ခံတော်မူတဲ့အခါတိရိသူမဟာဓမ္မရာဇာဆိုတဲ့ဘွဲတော်နဲ့ကနာမြို့ကိုဆ ਾਇ ရပါရယ်။ ဒါကြောင့်ကနောင်မင်းဆိုပြီးတော့အမည်တွင်လာခဲ့ပါတယ်။တက်ကရီ1214ခုနှစ်တက်တော်33နှစ်မှာရွှေဘုံမင်းတရားကြီးရဲ့အနောက်နန်းတော်မိဖုရားအနောက်နံမတော်မမြလေးရဲ့တမီတော်လှိုက်တိုက်ကောင်တင်နဲ့လက်ထက်တော်မူပြီးတော့တပရင်တောင်နေကြီးပစ္စလငါးမျိုးနဲ့ဆလီမျိုးတွေကိုစားရပါတယ်။ကနောင်မင်းသားကအိရှိဇံမင်းသားနန်းညွန်နန်းလျာမင်းသားလေးဖြစ်ပြီးတော့ထီနန်းစည်းစိမ်နဲ့အချုပ်အချာအာဏာကိုဆက်ခံမှုအခွင့်ရှိသူဖြစ်နေတော့အဲ့ဒီအခွင့်ရေးကိုမမောနိုင်ကြတဲ့ တူတော်မြင်းကုန်းမင်းသားနဲ့မြင်းခုန်နိုင်မင်းသားတို့ရဲ့လှုပ်ကြမှုကြောင့်ကန်တော်ကုန်းငယ်ရှာပါတယ်။ကန်တော်မင်းသားကန်တော်ကုန်းစင်တက်တော်က58နှစ်သာရှိပါသေးတယ်။ဒုတိယအင်္ဂလိပ်မြမဆစ်ပြီးဆုံးကနေမှမင်းတော်မင်းသားနဲ့ပူးပေါင်းပြီးတော့နောင်တော်ပကံမင်းကိုပုံကန်ချာနာခဲ့ပါတယ်။1853ခုနှစ်ဇူလိုင်လ17ရက်နေ့မှာမင်းတော်မင်းနတ်တက်ပြီးတော့ကန်တော်မင်းသားကအင်ရှင်မင်းဖြစ်လာခဲ့ပါတယ်။မင်းတော်မင်းကြီးကဘာသာရေးကန့်ဆိုင်သူဖြစ်ပြီးတော့ကနာမင်းသားကတော့စီမံခန့်ခွဲရေးမှာနိုင်နင်းသူဖြစ်ပါတယ်။ကနာမင်းသားက အနောက်နိုင်ငံတွေကိုပညာတော်သင်တွေဆင်လွတ်ပြီးတော့ဗမာတပ်မတော်ကိုခင့်မီစီဖို့အတွက်ခင့်မီလက်နက်တွေတပ်ဆင်နိုင်မှုအတွက်ကြိုးပမ်းခဲ့ပါတယ်။ဆစ်လက်နက်တွေထုတ်လုပ်တဲ့စစ်ရုံတွေလည်းတိစောက်ခဲ့ပါတယ်။ကနာမင်းသားကအယာရီမြေယိုတိုင်းစံတက်လာမယ်ဗီဒီရှာတို့ရဲ့စစ်သမောတွေကိုတားဆီးနိုင်မှုအတွက်ရင်းမြုံပုံးကိုတည်တွင်စံသက်အောင်မြင်ခဲ့ပါတယ်။ဒါပေမဲ့ဘာသာတရားကန့်ဆိုင်တဲ့နိုင်ငံတော်ဖြစ်တဲ့အတွက်ဖုံးတော်ကြီးတွေကရေတရဝါရီတည်ကျိပျက်စီးကြောင်းပြောကြားကန့်ကွက်ခဲ့တဲ့အတွက် ရင်းမြုံပုံးထွက်လွှတ်မှုစီမံကိန်းကိုရပ်တန့်ခဲ့ရပါတယ်။တခြားစစ်မှုထူထောင်ရေးကြိုးပမ်းမှုတွေမှာလည်းကနာမင်းကွယ်လိုပြီးချိန်မှာတစဆနဲ့ရဆိုင်သွားခဲ့ရပါတယ်။တချို့စက်ယုံတွေကတော့အင်္ဂလိပ်တို့ကမန္တလေးကိုသိမ်းယူပြီးနောက်ပိုင်းမှာပြန်လည်ပြီးတော့လက်ပဲ့ခဲ့ကြသေးပါတယ်။ကနာမင်းသားကိုတိုင်းသူပြည်သားတွေကချစ်ကြည်လေးစားကြပြီးတော့မြင်းကုန်းမြင်းကုန်းနိုင်အရေးခင်မှာမင်းသားကြီးသာလုတ်ကြံမခံခဲ့ရပါကမြမပြည်ကနေချက်လက်အောက်ကိုဒီများလောက်လွဲကူစွာစောစီးစွာနဲ့မရောက်နိုင်ဘူးဆိုပြီးတော့ ယုံကြည်ကြသူတွေကဒီကနေ့တိုင်ရှိနေကြပါတယ်။အရိခါကအင်္ဂလိပ်နဲ့ပြင်သစ်နိုင်ငံတို့ကကိုလိုနီနယ်မြေတွေရရှိဖို့အတွက်အပြားအဆိုင်လုံးပန်းနေကြခြင်းဖြစ်ပါတယ်။အထွေထွေခေတ်နောက်ကျနေတဲ့ပြည်သူ့နိုင်ငံတွေအဖို့အနည်းနဲ့မြန်သာကြွားချပြီးတော့နေကျက်လက်တွင်ကိုတက်ဆင်းကြဖို့တာဆုနေတော့ပါတယ်။ကနာမင်းသားကအချုပ်ကြအာနာပိုင်ဆိုးသူမဟုတ်တာကြောင့်ကျူတင်ပြင်ဆင်ကာကွယ်မှုတွေကိုဆောင်ရွက်ရမှာကန့်တဲ့ချုပ်ချယ်မှုတွေမလွတ်ကင်းသေးပါဘူး။ကနာမင်းသားမှာကမိဖုရားနဲ့ကိုလို့တော်ပေါင်း52ပါရှိပါတယ်။ အင်းရှိမီပြားလှိုက်ထိတ်ကောင်တင်ကဖွားမြင်တဲ့သားတော်နှစ်ပါးကိုလုံးတော်90မှာဖွားမြင်တဲ့သားသမီးပေါင်းက103မှာရှိပြီးတော့စုစုပေါင်းကသား93ယောက်သမီး92ယောက်ရှိပါတယ်။မိယောက်ျား78ပါးမိမိမ20ပါးသားသမီးမိယောက်ျားမိမစုစုပေါင်း144ယောက်ရှိပါတယ်။အင်းရှိဆန်ကနောင်မင်းသားနဲ့မင်းနှုံးမင်းနှုံးစုံတဲ့အခါသားတော်တူတော်တွေကိုစိတ်မချကြအောင်ရှောက်တင်တင်တဲ့အခါမင်းနှုံးမင်းကအေးမောင်ပူကြီးနောင်တော်ဖျားကလည်းတိလဝါတို့ကိုစိတ်မချဘူး ။မောင်ဘူးကလည်းမောင်ညိုတို့ကိုဂရုမစိုက်။သူတို့ကလည်းတနားမင်ကမိတကြီးဆိုသလိုလာကြလေုံမေဆိုပြီးတော့မိန့်တော်မူပါရဲ့။မောင်ညိုဆိုသူကပန်တိန်မင်းသားဖြစ်တဲ့ကနောင်မင်းသားရဲ့သားတော်ကိုဆွေလိုတာဖြစ်ပါရဲ့။တိလဝဆိုတာကတော့မြင်းကုန်းမင်းသားမင်းတို့မင်းရဲ့သားတော်ကိုဆွေလိုခြင်းဖြစ်ပါရဲ့။မောင်ဘူးဆိုတာကတော့ကနောင်မင်းကိုမင်းတို့မင်းငယ်စဉ်ကကညီပူလေးဆိုပြီးတော့ချစ်စနိုးခေါ်တင်ရှာကအရွယ်ရောက်လာတဲ့အခါမောင်ဘူးလို့ခေါ်ဆိုခြင်းဖြစ်ပါရဲ့။မြင်းကုန်းမင်းခွန်နိုင်အရေးခင်မှာကနောင်မင်းသားလှုပ်ကြံခံရပြီးတော့ မင်းတို့မိတရားကြီးကလည်းလက်မတင်လေးလွံ့မြောက်ခဲ့ပါတယ်။ကနာမင်းသားနဲ့အတူမလွန်မင်းသားစကုမင်းသားပြည်စီမင်းသားတို့မှလည်းအသက်ဆုံးမှရပါတယ်။အေရှင်မင်းနဲ့မင်းသားတွေလွတ်ကျန်ခင်ရတာကတက္ကရီ1228ခုနှစ်ဒုတိယဝါဆိုလပြည့်ကျော်ခုနှစ်ရက်နေ့ဂရိနေ1866ခုနှစ်အောက်တိုဘာ2ရက်စာသမရီနေ့မှာဖြစ်ပါတယ်။တက္ကရီ1229ခုနှစ်နေုံလ25ရက်နေ့စတလကြာမှာတကြိုချင်းဖြစ်ပါတယ်။ဂျာကလာရီမှာမြင်းကိုမြင်းခုံနိုင်အရှိခင်းနေ ပန်ဒိမီနာရေခင်းတို့ဖြစ်ပေါ်နေတဲ့အတွက်အလောင်းတွေကိုအကောင်းသိမ်းပြီးတော့နမ်းမြေပုံသာဆန်နှန်းတော်ဆောင်းမပုံမှာခင်းကျင်းထားပုံရပါတယ်။တကယ်ရီ1229ခုနှစ်နေုံလာဆန်း9ရက်နေ့မှာနမ်းမြေပုံသာဆန်နှန်းတော်ဆောင်းတော်မကိုဖျက်သိမ်းပြီးတော့အေရှိမင်းတကြိုရန်အုပ်ကူ၎င်းနီးမှာမလွန်မင်းသာစကုမင်းသာပြစီမင်းသားတို့ကိုတကြိုဖို့အတိအတိတန်းစီပြီးတော့အုပ်ကူတေးပြီးတော့ဂူရှိ၂000กว่าမှာဆန္နာမှုနီရုပ်ပွားတော်မြတ်ကိန်းဝပူဇော်ဖို့အတွက်အုပ်ပြတ်သက်ပြုလုပ်ထားခဲ့ပါတယ်။ ။အနောက်ဘက်ကဇေနီကြီးကိုလည်းဆန္နာမုနီရုပ်ပွားတော်ကိုဆွဲပြီးတော့ဆန္နာမုနီဘုရားလို့ခေါ်လိုက်ပါရီ။ဇေနီနဲ့ရုပ်ပွားထားရအုပ်ပြတဲ့အကြာကအေရှင်မင်းနဲ့မင်းသားတွေရဲ့အလောင်းနှစ်ကိုအုပ်ကုံပေါ်မှာမြှုပ်နှံထားပါရီ။အေရှင်မင်းရဲ့အုပ်ကူကိုတော့အုပ်ပြတဲ့ငယ်လှုပ်ထားပါရီ။အဲ့ဒီအုပ်ပြတဲ့ငယ်ကိုဇေနီနဲ့ဆန္နာမုနီရုပ်ပွားတော်မြတ်ကန္နာကုနီတိုင်နဲ့အုံယိုးသွင်ဆက်ထားသေးပါရီ။ကဲပြိတဲ့ကြီးဒီနေ့ပြပြပြီးတဲ့အကြောင်းအရာလေးကိုခြံနေတတ်မယ်လို့မျှော်လင့်ပါတယ်ရှင်။နောက်ထပ်လေကျမတို့ရဲ့ဗမာဆင်းများကနေပြီးတော့ ဘလို့စိတ်ဝင်စားစရာကောင်းတဲ့ကြာညာတွေကိုတိကျပေးဦးမလဲဆိုတာကိုသိကျင်နေဆိုရင်တော့ line နဲ့ follow လုပ်ခဲ့ဖို့အတွက်မမေ့ပါနဲ့ရှင်။အားလုံးပဲတရားပြောရှင်းတဲ့နေ့ရက်လေးတစ်ခုကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမကောင်းတောင်းပန်လိုက်ပါရရှင်။